အလုံးမဲမင်္ဂလာပါဗျအာရှင် MMA Channel ကနေကြိုဆိုလိုက်ပါတယ်ပရိသတ်တွေအလုံး Happy New Year ပါဗျကျွန်တော်ဒီနေ့တင်ဆက်ပေးသွားခြင်းတဲ့အကြောင်းအရာတွေကတော့နှစ်သစ်မှာသူ့ရဲ့ပြိုင်ဘက်တဲ့နဲ့ထိုးတက်မဲ့ချိန်ကိုကြော်ညာလိုက်တဲ့ Conor McGregor ဆိုတဲ့အကြောင်း Hazard Chimaev နဲ့ပွဲဖြစ်ဖို့အတွက်တော်တော်လေးနှီးဆက်နေပြီဖြစ်တဲ့ Israel Adesanya ဆိုတဲ့အကြောင်းအခုလာမဲ့ထိုးသက်သွားမဲ့ UFC 290 event ပွဲစဉ်တွေပြင်ဆင်မှုတွေအပြည့်အဝပြုလုပ်နေတဲ့ကျွန်တော်တို့ရဲ့ချင်းတိုင်းရင်းသား fighter လေး ဂျော့ရှွာဘန်စတဲ့အကြောင်းအရာတွေကိုစူးစီးသုံးသပ်တင်ဆက်ပေးသွားတော့မှာပဲဖြစ်ပါတယ်။ပထမဦးဆုံးတင်ဆက်ပေးသွားခြင်းတဲ့အကြောင်းအရာကတော့နှစ်သစ်မှာသူနဲ့ဒုတ်တက်သွားမဲ့ပြိုင်ဘက်သစ်ကိုကျင်ညာလိုက်တဲ့ကော်နာမက်ဂရီဂေါဆိုတဲ့အကြောင်းအရာကိုတင်ဆက်ပေးသွားခြင်းပါတယ် UFC ရဲ့နာမည်ကျော်ကစားသမားတစ်ဦးဖြစ်တဲ့ကော်နာမက်ဂရီဂေါဟာဆိုလို့ရှိရင်အခုလာမဲ့2024ခုနှစ်မှာသူ့ရဲ့ UFC အော်ဂဂွန်ဂျိုးဝိုင်းနဲ့ကိုပြန်ဝင်လာမဲ့ကမ်ဘက်စီစဉ်ကိုပြုလုပ်မယ်ဆိုပြီးတော့ပြောထားခဲ့တာဖြစ်ပါတယ် ကော်နာမက်ဂရီဂေါ်အနေနဲ့ပြီးခဲ့တဲ့2022ခုနှစ်မေလမှာဆိုလို့ရှိရင် UFC ရဲ့ The Ultimate Fighter အစီအစဉ်မှာပါဝင်လာခဲ့ပြီးတော့အဲ့ဒီပွဲအစီအစဉ်ပြီးတဲ့နောက်မှာသူအနေနဲ့သူရဲ့ပြိုင်ဘက်ပြုလုပ်ခဲ့ရတဲ့နီးပြဖြစ်တဲ့ Michael Chandler နဲ့ထိုးသက်သွားဖို့အတွက်စီစဉ်ထားခဲ့တာပါမေလမှာကျင်းပတဲ့ပွဲစဉ်ဟာဆိုလို့ရှိရင်စက်တင်ဘာလမှာပြီးဆုံးခဲ့တာဖြစ်ပြီးတော့အဲ့ဒီအစီအစဉ်ပြီးတဲ့အချိန်မှာ ပရိသတ်တွေကိုအဲ့ဒီဖိုက်တာနှစ်ယောက်ထိုးတက်မယ်ဆိုပြီးတော့ UFC အနေနဲ့ကြီးညာခဲ့ပြီးမဲ့ကော်နာမက်ဂရီဂိုရဲ့အစင်သစ်မဖြစ်မှုတွေကြောင့်အခုပြီးခဲ့တဲ့နှစ်2023ခုနှစ်ဒီဇင်ဘာလအထိအဲ့ဒီပွဲစဉ်ဟာမဖြစ်မြောက်သွားခဲ့ပါဘူး။ဘာဖြစ်လို့မဖြစ်မြောက်ရတာလဲဆိုပြီးပြောရမယ်ဆိုလို့ရှိရင်တော့ကော်နာမက်ဂရီဂိုအနေနဲ့အဓိကအဖြစ်သူ့ရဲ့တားမြစ်ဆေးသုံးဆွဲထားတဲ့ပြဿနာတွေရဲ့ပြီးတော့သူ့အနေနဲ့ဟောလိဝုဒ်ကရုပ်ရှင်တစ်ခုမှပါဝင်ခဲ့တာကြောင့်မို့လို့အဲ့ဒီရုပ်ရှင်မှာသွားပြီးတော့တရုပ်ဆောင်နေရတာတွေနဲ့ အလုံရှုံနေခဲ့တာဖြစ်ပြီးတော့ကော်နာမက်ဂရီကော်နေနဲ့မပါဝင်နိုင်ခဲ့တာပဲဖြစ်ပါတယ်။တားမြစ်ဆေးပြဿနာကိုပြည်သက်ကြီးတည်ရောက်ပြပြမယ်ဆိုလို့ရှိရင်တားမြစ်ဆေးဆိုတာဟာအားကစားသမားတွေအနေနဲ့ PET လို့ခေါ်တဲ့ Performance Enhancing Drug လို့ခေါ်တဲ့ဆေးတွေဖြစ်ပါတယ်။အဲ့ဒီဆေးတွေကိုသုံးဆွဲလိုက်ပြီဆိုလို့ရှိရင်အစားသမားတွေအနေနဲ့အရင်ကထက်ပိုပြီးတော့အကျန်းခံလာနိုင်တာ၊ power ပိုပြီးပြင်းလာနိုင်တာ၊ stamina တွေပိုကောင်းလာတာတွေဖြစ်တတ်ပါတယ်။အဲ့ဒီဆေးတွေကိုသုံးဆွဲထားပြီးပြီဆိုလို့ရှိရင် အားကစားသမားတွေအနေနဲ့တကယ်ကိုအရင်ကထက်ပိုပြီးတော့ကျန်းလာတာကြောင့်မို့လို့အဲ့ဒီ series ကို တားမြစ်ပိတ်ပင်ထားတာပဲဖြစ်ပါတယ်။ UFC လိုမျိုးအထူးအကျိတ်ပြုလုပ်ရတဲ့အားကစားတွေမှာဆိုလို့ရှိရင်ပိုပြီးတော့ဆိုးပါတယ်။အဲ့ဒီ series သုံးဆွဲထားတဲ့အကြောင်းမို့လို့တစ်ဖက်တစ်ဖက်ကိုတကယ်ကိုဒုက္ခကြီးကြီးမားမားရောက်စေနိုင်တဲ့ဒီဆွမ်းအားပြင်ပါတယ်။ဒါကြောင့်မို့လို့ UFC ဘက်ကနေပြီးတော့သူတို့ရဲ့အားကစားသမားတွေကိုတားမြစ်စေကင်းစင်ဖို့အတွက် USADA ဆိုတဲ့အဖွဲ့ကိုငားရမ်းခဲ့ပါတယ်။အဲ့ဒီအဖွဲ့စီမှာဆိုလို့ရှိရင် အားကစားသမားတွေအနေနဲ့ပွဲမထုတ်ခင်6လလို့မှတားမြစ်ဆေး3ဆွဲထားခြင်းရှိမှရှိစစ်ဆေးရပြီးတော့အမြဲလိုလိုစစ်ဆေးနေရတာလည်းဖြစ်ပါတယ်။တကယ်လို့သာတားမြစ်ဆေး3ဆွဲထားတာကိုတွေးရှိရမယ်ဆိုလို့ရှိရင်တော့အားကစားသမားအနေနဲ့ပွဲ6လပေကံထိမှဖြစ်ပြီးတော့ဒိုင်ချင်းလေးတော်တော်များများရိုက်ခံရနိုင်ပါတယ်။ ကော်နာမက်ဂရီဂိုအနေနဲ့ကအဲ့ဒီတမ်းမစ်ဆေးပြဿနာဘာကြောင့်ရှိရလဲဆိုလို့ရှိရင်ကော်နာမက်ဂရီဂိုဟာ6တောက်ကျိုးထားတဲ့အတွက်ကြောင့်ပဲဖြစ်ပါတယ်6တောက်ကျိုးထားတဲ့ကစားသမားတူအနေနဲ့သူ့ရဲ့ performance နဲ့အရင်လိုပြန်ပြီးတော့ကောင်းလာနိုင်ဖို့အတွက်တမ်းမစ်ဆေးတွေတကယ်ကိုသုံးဆွဲဖို့လိုပါတယ်အဲ့ဒီလိုသုံးဆွဲမှသာလျှင်သူ့အနေနဲ့အများဆုံးတက်တာပျောက်ကင်းနိုင်မှာဖြစ်ပြီးတော့သူ့ရဲ့အရင်တုန်းကလိုပုံစံအခြေအနေလည်းပြန်လည်ရရှိမှာဖြစ်ပါတယ်အဲ့လိုမျိုးသုံးဆွဲထားတာကြောင့်မို့လို့ကော်နာမက်ဂရီဂိုအနေနဲ့2022ခုတွင်မှာအင်မတန်လူကောင်းကြီးလာတာကိုပရိသတ်တွေအားလုံးလည်းမှတ်မိကြမယ်ထင်ပါတယ်ဒါကြောင့်မို့လို့ကော်နာမက်ဂရီဂိုအနေနဲ့တမ်းမစ်ဆေးပြဿ နာတွေရှိနေတဲ့အတွက်ကြောင့်မလို့အခုပြီးခဲ့တဲ့ဒီဇင်ဘာလကပွဲမထိုးတက်နိုင်ခဲ့တာလို့ပြောရမှာပဲဖြစ်ပါတယ်။အခုအချိန်မှာဆိုလို့ရှိရင်တော့ကော်နာမက်ဂရီဂေါ်နေနဲ့သူပါဝင်ပြန်လာမဲ့ပွဲစဉ်ကိုကြီးညာလိုက်ပြီးဖြစ်ပြီးတော့ပရိသတ်တွေအားလုံးမျောလင့်ထားကြသလိုမျိုး UFC 300ပွဲစဉ်မှာပါဝင်လာမှာမဟုတ်ပါဘူး။ကော်နာမက်ဂရီဂေါ်နေနဲ့အခုအချိန်မှာကားမြစ်စေးကင်းစင်ဖို့အတွက်တကယ်ကို စစ်စစ်တာတွေပြုတ်လောက်သွားတော့မှဖြစ်ပြီးတော့အဲဒီကနေ6လကြာအခုလာမဲ့ဂျွန်လ International Fight Week မှာ Michael Chandler နဲ့ထုတ်သက်သွားမယ်လို့သိရပါတယ်ထုတ်သက်သွားမယ့်ဝိတန်းကတော့185ပေါင်လို့ပြောထားပြီးမယ်ဘလို့မှမဖြစ်နိုင်ပါဘူးသူတို့တကယ်တမ်းထုတ်သက်သွားမယ်ဆိုလို့ရှိရင်တော့190တန်း Walter Weight တန်းမှာပဲထုတ်သက်သွားဖို့မရပါဘူးပရိသတ်ကြီးနေနေကရော Conor McGregor ရဲ့ Combat MMA မှာ Michael Chandler နဲ့ပွဲစဉ်ကိုဘယ်လိုမျိုးပြင်ပြင်ယူဆမိတယ်လဲဆိုတာကို comment မှာပြောပြပေးကြပါဦးခင်ဗျာ နောက်ထပ်တင်ဆက်ပေးသွားခြင်းတဲ့အကြောင်းအရာကတော့ UFC ရဲ့ Middleweight Dan Champion Hawk Israel Dar စာညာနဲ့ထုတ်သက်သွားဖို့တည်ကြတဲ့လောက်ရှိနေတဲ့ Hanset Chimaev ဆိုတဲ့အကြောင်းအရာကိုတင်ဆက်ပေးသွားခြင်းပါတယ်။ Hanset Chimaev ကတော့ပရိသတ်တွေအားလုံးတည်ပြီးသားဖြစ်တဲ့အတိုင်းပဲ UFC ကတကယ်ကိုနာမည်ကြီးကစားသမားတစ်ယောက်ဖြစ်ပါတယ်။သူဟာပြီးခဲ့တဲ့နောက်ဆုံးပွဲစဉ်မှာဆိုလို့ရှိရင် UFC ရဲ့ World Heavyweight Champion ဟောင်းကမာရိုဥစမန်နဲ့ Middleweight တန်းမှာပွဲစဉ်တစ်ပွဲထိုးသက်ခဲ့ပြီးတော့အဲ့ဒီပွဲစဉ်မှာကမာရိုဥစမန်ကိုအသာစီးရယူကစားထားနိုင်ခဲ့ပြီးတော့နိုင်ယူခဲ့တာပါ အဲ့ဒီပွဲစဉ်မှာမက်ဆက်ချီမိုက်ရဲ့အနေနဲ့အစတုန်းကတကယ်တမ်းဒုသက်ရမယ့် fighter ဟာ Polo Costa ပဲဖြစ်ပါတယ်။ Polo Costa နှုတ်ထွက်သွားတဲ့အတွက်ကြောင့်မို့လို့ UFC ဘက်ကနေပြီးတော့လစ်လက်နေတဲ့ကမာရူ Usman ကိုမလုံးပေးပြီးခေါ်ခဲ့ရပါတယ်။မလုံးပေးထားတာကတော့တကယ်လို့သာမက်ဆက်ချီမိုက်ရဲ့ကိုနိုင်ရရှိခဲ့မယ်ဆိုရင် Middleweight Dan Champion ကပတ် ချက်ချင်းစင်ခေါ်ခွင့်ရမယ်ဆိုပြီးပြောထားတာပါ။အဲ့ဒါချမရဲ့အနေနဲ့ကလည်းကမာရူဥစမန်ကိုနိုင်ရရှိမယ်ဆိုလို့ရှိရင်မီဒယ်ဝိတ်ချန်ပီယံကပ်စင်ခေါ်ခွင့်တန်းရမယ်ဆိုတဲ့အတွက်ကြောင့်မို့လို့ သူကအဲ့ဒီပွဲစဉ်ကိုလက်ခံခဲ့တယ်လို့ပြောရမှာပဲဖြစ်ပါတယ်။အဲ့ဒီပွဲစဉ်ပြီးတဲ့နောက်မှာလန်ဆက်ချင်မာရဲ့အနေနဲ့ကမာရူဥစမန်ကိုနိုင်ယူရရှိခဲ့တော့လေသူရဲ့ပထမအဦးဆုံးမူလရည်ရွယ်ချက်ဖြစ်တဲ့ချန်ပီယံရှောင်းစထရစ်လန်ကိုစိန်ခေါ်ခွင့်မရခဲ့ပဲနဲ့ရှောင်းစထရစ်လန်နဲ့ဒရီဂတ်2 plus 0ကိုအခုလာမယ်ဇန်နဝါရီလ20ရက်နေ့မှာ UFC ဘက်ကပွဲတက်ပေးလိုက်တာပေါ့အဲ့ဒီတော့ဟန်ဆက်ချီမာရီရဲ့အနေနဲ့ချန်ပီယံစိန်ခေါ်ခွင့်ရရှိခြင်းနဲ့ဆိုလို့ရှိရင်တော့မီဒယ်ဝေတန်းမှာဖိုက်တာတယောက်ယောက်နဲ့ရင်ဆုံးထိုးသက်သွားရတော့မှာဖြစ်ပါတယ် အခုလာမယ် UFC 3ရောက်ပွဲစဉ်ဟာဆိုလို့ရှိရင်တကယ်ကိုပွဲကောင်းပွဲကျန်တွေပဲထွက်တန်းသွားမယ်ဆိုတဲ့အတွက်ကြောင့်မလို့ပြိသက်တွေကြားထဲမှာတကယ်ကိုနာမည်ကြီးနေတဲ့တွဲဆိုင်တစ်ခုလည်းဖြစ်ပါတယ်အဲ့ဒီ UFC 300ပွဲစဉ်မှာဆိုလို့ရှိရင် Hanset Chimaev ကို Israeler Sanya နဲ့ပွဲတည်ပေးမယ်ဆိုတဲ့သတင်းဟာပြီးခဲ့တဲ့ရက်ပိုင်းလူတွေကထွက်နေတာဖြစ်ပါတယ်။အဲ့ဒီသတင်းကို ပုံမသေးချာစေတဲ့အကြောင်းအရာကတော့ Hanset Chimaev ရဲ့ပြိုင်ဘက်ဖြစ်လာနိုင်တဲ့ Champion ဟောင်းကြီး Israeler Sanya ကိုတိုင်ပဲဖြစ်ပါတယ်။ Israeler Sanya အနေနဲ့ သူ့ရဲ့ချန်ပီယံကပတ်ကိုပြီးခဲ့တဲ့2023ခုနှစ်ထဲမှာ UFC ရဲ့ Middleweight လက်ရှိချန်ပီယံဖြစ်တဲ့ Sean Strickland မှာရှုံးပြီးတဲ့နောက်ပိုင်းမှာသူဟာ MMA လောကထဲကနေပြီးတော့၃နှစ်လောက်နားယူမယ်လို့သိရပြီးတော့2029ခုနှစ်မှာပြန်လာမယ်ဆိုပြီးတော့ပြောထားတာပါ ါပဲမဲ့လေပြီးခဲ့တဲ့ရက်နေ့ကတုန်းကပြုလုပ်ခဲ့တဲ့အင်တာဗျူးတစ်ခုမှာဆိုလို့ရှိရင်မင်းတို့ကငါ2029ခုနှစ်မှာပြန်လာမယ်ဆိုပြီးတော့ပြောထားပေမဲ့မကြခင်မှာငါတို့ကြိုးပိုင်းနေမှာပြန်တွေ့အောင်မှာပါဆိုပြီးတော့ပြောထားတာပါ is radar စာညာအနေနဲ့ကလည်းသူ့ရဲ့ champion ကပတ်ကိုတကယ်ကိုစိုးစိုးရွားရွားပုံစံနဲ့လက်လွတ်ဆုံးရှုံးလိုက်ရတဲ့အတွက်ကြောင့်မလို့ champion စင်ခေါ်ခွင့်ကိုအများဆုံးပြန်လည်ရရှိချင်နေတာပါ UFC ဘက်ကနေပြီးတော့အခုအချိန်မှာဆိုလို့ရှိရင်တော့ Israel Dar Sanya ကို Champion စင်ခေါ်ခွင့်မချေဘွဲကိုချက်ချင်းမပေးတော့ဘဲနဲ့ Fighter တရားရောက်ကိုအနိုင်ယူပြီးမှပြီးတော့မှဖြစ်ပါတယ်။ ။ဟန်ဆက်ချီမာရီဟာဒေါ်လာစင်မှာဆိုလို့ရှိရင် UFC မီဒယ်ဝိတ်တန်းရဲ့နံပါတ်6နေရာကိုရောက်ရှိနေတာဖြစ်ပါတယ်။သူအနေနဲ့တကယ်လို့နံပါတ်1နေရာက Israel Dar စာညာကိုအနိုင်ယူရရှိမယ်ဆိုလို့ရှိရင်တော့သူဟာ Champion စင်ခေါ်ကွေ့ကျင်းသေးပေါ့ရရှိလာမှာဖြစ်ပြီးတော့သူအနေနဲ့အဲ့ဒီခွင့်ရေးကိုလက်လွတ်ခံမှာမဟုတ်ပါဘူး။ Champion ဟောင်းဖြစ်တဲ့ Israel Dar စာညာကလည်း Champion Single ကွင်းပြန်လည်ရရှိပြီးတော့ Champion ဘွားနဲ့အားယူချင်တာမို့လို့သူဟာလည်းစွမ်းကုန်ကြိုးစားမှာဖြစ်ပါလေ အဲ့ဒီပွဲစဉ်ဟာတကယ်ကိုစိတ်ဝင်စားဖို့ကောင်းတဲ့ပွဲစဉ်ဖြစ်ပြီးတော့ HZ ချီမာရဲ့အနေနဲ့ take down defense ကောင်းပြီးတော့တကယ်ကို အမှတ်ယူပြီးစော့ပြနိုင်တဲ့ Israel စာညလူမျိုး fighter ကိုအနိုင်ယူရရှိသွားနိုင်မလားအဆုံးသက်ပြသွားနိုင်မလားဆိုတာစောင့်ကြည့်သွားရမှာပါ Israel စာညအနေနဲ့ကလည်းသူရင်ဆိုင်ခဲ့ဘူးတဲ့ပြိုင်ဘက်တွေနဲ့မတူတဲ့တကယ်ကိုပွဲကျမ်းပြီးတော့ wrestling game မှာအသေးကောင်းတဲ့ HZ ချီမာရဲ့လို fighter မျိုးကို တကယ်ကို defensive ပုံစံမျိုးနဲ့ဆော့ပြသွားနိုင်မလားဆိုတာစိတ်ဝင်စားစရာစောင့်ကြည့်သွားရမှာပါဒီပွဲစဉ်ဟာဖြစ်လာနိုင်ဖို့အတွက်ရာခိုင်နှုန်းကတော်တော်လေးကိုသေချာသလောက်ရှိနေပြီးတော့အခုလာမဲ့ UFC 300ပွဲစဉ်မှာပါဝင်သွားနိုင်ပါလေပရိတ်တက်ကြီးအနေနဲ့ကရော Hazard Chimaev ကပဲနိုင်ယူသွားမလား Israelda Sanya ကပဲအမှတ်နဲ့နိုင်ယူသွားမလားဆိုတာကို comment မှာဆွေးနွေးပေးကြကြပါဦးခင်ဗျာနောက်ဆုံးတင်ဆက်ပေးသွားခြင်းတဲ့အကြောင်းအရာကတော့အခုလာမဲ့ဇန်နဝါရီလ20ရက်နေ့မှာထုတ်သက်သွားမဲ့ပွဲစဉ်တွေအတွက် ရဲကိုအကောင်းဆုံးပြေဝလေ့ကျင့်ပြင်ဆင်မှုတွေပြုလုပ်နေတဲ့ကျွန်တော်တို့ရဲ့ချင်းတိုင်းရင်သားဖိုက်တာလေး Joshua Ban ဆိုတဲ့အကြောင်းအရာကိုတင်ဆက်ပေးသွားချင်ပါတယ်။ USCF Flyweight တန်းမှာထိုးတက်နေတဲ့ကျွန်တော်တို့ရဲ့ချင်းတိုင်းရင်သားဖိုက်တာလေး Joshua Ban ဟာဆိုလို့ရှိရင်အခုလာမဲ့ January လမှာသူ့ရဲ့၃ပွဲမြောက် UFC ပွဲစဉ်ကိုထိုးတက်သွားတော့မှာပဲဖြစ်ပါတယ်။ Joshua Ban အနေနဲ့ UFC မှာရှိကပွဲစဉ်၂ပွဲထိုးတက်ထားခဲ့ပြီးတော့၂ပွဲစလုံးကိုအနိုင်ယူရရှိထားပြီးပထမပွဲစဉ်ဖြစ်တဲ့ ကာဇစ္စတန်နိုင်ငံသားဇူမာဂူလော့နဲ့ပွဲစဉ်မှာဆိုလို့ရှိရင်လည်းဇူမာဂူလော့ကို၃ကြိမ်ပြည့်စော့ပြသွားပြီးတော့တကယ်ကိုပရက်ရှာပေးခဲ့ပြီးနိုင်ယူပြခဲ့တာပါ။အဲ့ဒီပွဲစဉ်မှာချီကျူးစရာကောင်းတာတစ်ခုကယိုရှူအာဘန်နီနဲ့ပွဲအတွက်ပြင်ဆင်ဖို့အချိန်တစ်ပတ်သာရရှိခဲ့ပြီးတော့သူ့အနေနဲ့နိုင်ယူပြသွားခဲ့တာဖြစ်ပါတယ်။ဒုတိယမြောက်ထိုးတက်ခဲ့တဲ့ပွဲစဉ်မှာဆိုလို့ရှိရင်တော့ယိုရှူအာဘန်နီနဲ့ပီရူးနိုင်ငံသားပြိုင်ဘက် Kevin Borges နဲ့ထိုးတက်ခဲ့ပြီးတော့အဲ့ဒီပွဲစဉ်မှာလည်း Kevin Borges ကို သုံးချီရှိပြေဝကစားပြသွားပြီးတော့ pressure ကောင်းကောင်းပေးပြီးတော့တကယ်ကိုအမှန်အကန်တီးပြသွားတာပဲဖြစ်ပါတယ်။အခုချိန်မှာဆိုလို့ရှိရင်တော့ Joshua Ban အနေနဲ့သူ့ပွဲစဉ်ထိုးသက်ထားတာနှစ်လလောက်ရှိပြီဖြစ်ပြီးတော့သူ့အနေနဲ့ January လမှာကျင်းပသွားမယ် UFC 169 event ပွဲစဉ်မှာပါဝင်ထိုးသက်သွားရတော့မှာပဲဖြစ်ပါတယ်။ Joshua Ban အနေနဲ့ဒီတစ်ခေါက်ပွဲစဉ်မှာဆိုလို့ရှိရင်လေလူစားတို့ဝင်ရောက်ထိုးသက်ရတာဖြစ်ပြီးတော့သူ့ရဲ့ပြိုင်ဘက်ဖြစ်တဲ့ ဖိလစ်ပီဘူနီစီရဲ့ပြိုင်ဘက်ဖြစ်သူနှုတ်ထွက်သွားတဲ့အတွက်ကြောင့်မလို့အဲ့ဒီနေရာမှာဝင်ရောက်ပြီးတော့စားထိုးထိုးတက်သွားရတော့မှာပါ။ဂျိုရှူအာဘန်နေဇန်နဝါရီလမှာထိုးတက်သွားမဲ့ပွဲစဉ်ဖြစ်တဲ့အတွက်ကြောင့်မလို့အကောင်းဆုံးလက်ချက်ပြင်ဆင်မှုတွေကိုပြုလုပ်နေပြီးဒီတစ်ခေါက်ပွဲစဉ်မှာတော့သူ့ရဲ့ပြိုင်ဘက်ကိုအလဲထိုးပြီးတော့အတိုင်ယူပြမယ်ဆိုပြီးပြောလာခဲ့ပါတယ်။သူ့ရဲ့ပြိုင်ဘက်ဖြစ်တဲ့ဘရာဇီးနိုင်ငံသား Fighter Philippe Bonis ကလည်းခေတဲ့ Fighter တော့မဟုတ်ပါဘူး။ ရောင်ဂိမ်းမှာကျွမ်းကျင်တဲ့ fighter တူဖြစ်ပြီးတော့ Joshua Banni နဲ့ UFC မှာသူ့ရဲ့ပထမဦးဆုံး ground game ကောင်းတဲ့ပြိုင်ဘက်လို့လည်းပြောရမှာပဲဖြစ်ပါတယ် Joshua Banni နဲ့ ground game နဲ့ပတ်သက်ပြီးတော့သူ့ရဲ့ပြိုင်ဘက်ကိုဘယ်လိုမျိုးရင်ဆိုင်သွားမလဲဆိုတာကတော့တော်တော်လေးစိတ်ဝင်စားဖို့ကောင်းနေပါပြီ Joshua Banni နဲ့ဒီပြိုင်ဘက်ကိုသာနိုင်ယူရရှိခဲ့မယ်ဆိုလို့ရှိရင်တော့နောက်ထပ်လာမယ့်ပွဲစဉ်၂ပွဲ၃ပွဲလောက်မှာ UFC flyweight တန်းရဲ့1215စင်းနဲ့ကိုရောက်ရှိသွားဖို့အတွက်မျှော်လင့်လို့ရပြီပဲဖြစ်ပါတယ် ဗီဒီယိုလေးကိုစုံလေးကြည့်ပေးလို့ကျေးဇူးများကြီးတင်ပါတယ်